တင်မတင်မကောင်းပါပြီအဲ့တော့အရှင်ဘုရားဒီအခုပထမသူရတဲ့အထိဝင်ရောက်ရှိနေတာဘယ်နှစ်ယောက်လဲပထမသူရတဲ့ဒီဝင်ရောက်ရှိနေတာအလေရန်ပြီးတော့20ပါဗျာအလေရန်20ရှိ20ရှိတာ20လုံးအောင်ပါတယ်ဗျာရိုးရိုးအောင်ဂုံလူအောင်ရှိပါတယ်ဟုတ်ဟုတ်အဲ့ထဲမှာ20ထဲမှာ6ယောက်တက်ပါတယ်ဗျာဟိုတက်6ယောက်ထဲနေမှာ6ယောက်စကားနေရွေးထိုင်တယ်ဗျာစကားနေ58ယောက်ရွေးထိုင်အဲ့6ယောက်ထဲပါပါဗျာ6ယောက်ထဲနောက်ထပ်30ထပ်ချင်တော့ဒီလို ကျောင်းကနောက်ထပ်9ရောက်မှာတယောက်ပြုတ်ပြန်ခဲ့ဟိုတယောက်ပဲပြုတ်တာမမအဲ့ဒါတွေကသူကစာတွေကတော့ဟိုအစ်စ်အစ်စ်တွေပဲဖြစ်တဲ့နောက်တစ်ဆင့်တည်းနောက်တစ်ဆင့်တမျိုးဟိုဘောပါပါအောက်ကလည်းပြန်ပါတယ်အပေါ်လည်းပြန်ပါတယ်ခင်ဗျကိုချက်ချက်တွေတော့လာနေတာပေါ့မမဗျာဘုံလုံးအပေါ်ရောအောက်ရောဘုံလုံးမှာ तू ကအထက်မြင့်နေမြင့်နေပို့ပြီးတော့စာအများလေးများလေးပို့ပြီးတော့ပြန်ရတာခက်လေဟိုပို့ပြီးတော့ရှင်းတိုင်းမှုတွေပြင်းထန်တယ်ပေါ့တချို့ဆို point လေးတွေပဲပွာပါတယ်ခင်ဗျအင်းတော့အမှတ်ပြီးတာဟို28မှတ်ဓာတ်မဘလောက်အဲ့ဒါမှမင်းနဲ့ချပါတော့ဟုတ်ပါ ပထမနဲ့ဒုတိယရေးပွိုင်းကြီးပဲကွာဟုတ်ပါတယ်ဟောလဲအဲ့လိုပဲပွိုင်းမှာခါသုဒ္ဓနဲ့တတိယပွိုင်းဟုတ်တယ်ဟုတ်တယ်ဒီတော့ကြီးဖြစ်ပါတယ်ကြီးဖြစ်တယ်ဆိုတော့လေခုနကလို့ပေါ့အရမဝါဒဆိုတဲ့မိခွန်းလေးကိုနံပါတ်ခွန်မိခွန်းအဲ့ဒါလေးနဲ့ကြီးလိုက်ရတဲ့စက်တိုက်ပါဟုတ်ပါပါဗျာလည်းတို့ရဲရှင်ပြအောင်ရှင်းပါတယ်ဟုတ်ပါတယ်ကောင်းပြီဗျာဟိုရှင်ပြအနေနဲ့ဒီကနေ့အဲဘယ်လိုလဲဘုဒ္ဓဆုံးနေဘုဒ္ဓဝင်ဟုတ်ပါပြန်မွေးမှာပထမဆုံးရအောင်ဟလာကိုကိုတိုင်းပြည့်နေစေပြီ60လေးနဲ့စခဲ့တယ် တဏ္ဍာတပါဒီရဲ့အခုကအရက်ကိုတိုင်းကိုမြို့နယ်ကိုဆောင်းနေခဲ့ပြီပေါ့မှန်ပါဒီသမီးလေးနဲ့အတူလူတွေကမင်းသမီးသာမင်းသားဒရိုက်တာဘလောက်ပင်မနဲ့ဆိုတာလူတိုင်းမသိဘူးမှန်ပါဒါပေမဲ့မင်းသမီးတွေမင်းသားတွေဆွမ်းဆောင်ချက်တွေပါတာပေါ့အဲ့တော့အရှင်များအလောက်ကြိုးစားဆွမ်းဆောင်ခဲ့ရတယ်အချင်းနေနဲ့ခက်ခဲတယ်ပြောရအောင်ခက်ခဲတာမျိုးတော့အများကြီးရှိတာပေါ့ဗျာဒီထက်မှ လမ်းကောင်းတဲ့ခါကျကားလည်းကားလည်းစုတ်တယ်ဗျာကားလည်းကောင်းနေလမ်းမှာစုတ်လို့ဒီကပြေးသွားတယ်ဝက်ချော့ဆရာကဘူညီတော့အဒီဒီကိုင်းလေးတည်တော့မဘလောက်ထင်အောင်အတော်လေးကိုခက်ခဲပါတယ်အဲ့ဒီကားလည်းပတ်သက်ပြီးတော့ခက်ခဲနောက်ကျွေးမွေးတော့လည်းဒီကလေးတွေနေတိုင်းကျွေးမွေးရတော့ချင်းမောင်ဟင်းနဲ့ကျွေးရတယ်များပါတော့နောက်မိရမရှိတော့ဖုံးမီးလေးတွေအဖုံးမီးလေးတွေနဲ့ကြည့်ရတဲ့ခါလေးဆိုတာမိရမလင်းတော့ညလည်းမိတဲ့ကလည်းစီရမီးဟိုမိရမရှိတော့စီရမီးအဲ့လို ခက်ခဲတော့ဘုခက်ခဲပါလိမ့်မယ်ဒီမှာပြောပြရတယ်ဟုတ်ပါတယ်အခုမြင်တွေ့ရတဲ့အရှင်များပြရတဲ့ဘက်ကလေးရိုက်လိုက်တဲ့အခါမှာခုံလေးတွေဟလာအညွန်နွန်လေးနဲ့ဒီအကြောင်းချင်းလေးနဲ့ဒီကနေ့နိုင်ငံတော်မှာတန်းသာဟလာအကြောင်းကြီးတွေအကြောင်းလိုက်ကြီးတွေဟီးထပြီးတော့ဖြစ်နေရတဲ့အများကြီးကြားထဲမှာအဲဒီကုသိုလ်ဒီအဲပြိုင်ပွဲဖြစ်အောင်အောင်မြောင်လုပ်တာတော့ကိုအံမဝဲပါပဲအဲ့တော့ဒီချင်းလေးမှာတင်နန်းနေရောတင်ပါလေခင်ဗျ ဲ့တင်နန်းကအဲ့လိုဆောင်ဝဲဖြည့်တာမျိုးရှိတာတပည့်တော်တို့အစိုးရလည်းဝင်ဖြည့်ပါတယ်ခင်ဗျာဒီနေ့ကတော့မဖြည့်သေးပါဘူးခင်ဗျာနောက်တော့ဒီကအောင်းဝဲပြိုင်ပွဲတက်တက်လုပ်ပေးနေပါတယ်ဟုတ်ပြီဒီအောင်းဝဲပြိုင်ပွဲကနေသူအတွေ့အကြုံရအောင်လုပ်ပေးတယ်နောက်အဲဘွဲတွေပေးတယ်နောက်နားစင်ထောက်ပံ့ပြီးပေးတယ်ဟုတ်အောင်းဝဲပြိုင်ပွဲမှာပထမရခဲ့ရင်ဒီက6သိန်းနဲ့ဟိုတလောက်ကိုတက်ကတူပေးတဲ့ဒီအောင်း2000 2000ထောက်ပံ့တယ်ခင်ဗျာဟုတ်အကြောင်းတော့အခုကဒီကတော့ကားအခက်ခဲကျူတူကြီးကားအခက်ခဲဒါအကြုံကားမကောင်းဒီလက်အဲ့ဒီရှိတာနေစပေါ့ရော ကားပြင်စိတ်ကတလားတလားကို၁၀သိန်းလောက်အနည်းဆုံးပုံတယ်ဗျာ။ CEO ကတနေ့ကို၄သိန်းပုံပါလေဗျာ။အဲနောက်တော့ကားရင်မောင်းက၂သိန်းခွဲနဲ့၃သိန်းပေးရပါလေဗျာ။ဒါတောင်ဟို WC လို့မဟုတ်ဘူးဗျာဒီက W မဟုတ်ပါဘူးဗျာ။အမှန်ကြီးလား။အမှန်လေဟိုဒီက live ထွက်လို့ပါဗျာကြာပါပြီတော့ဝယ်။အေးအဲ့ဒါမှမဟုတ်ဘူးဆိုရင်အခုဖုန်းကြီးတွေမှာလည်း မတက်နိုင်တော့ WC ကိုနိုင်ငံအဲ့ဒီကားလေးမကောင်းတာတော့ပြီးတော့ဟာဟေးစိတ်တော်တော်မကောင်းဖြစ်တော့ပြီးတော့အဲ့ဒီကားပြောင်းမယ်ပြောင်းမယ်ခဏခဏလို့မပြောင်းနိုင်ဘူးပြောတယ်တကားတည်းလဲဒီကားပြောင်းနိုင်တော့ကားလည်းဘလို့မှကိုအန်ဒီရရှိမှလည်းကြောက်လို့ပါဗျာကလေးတွေအန်ဒီရရှိမှလို့ကားမကောင်းရင်အဲ့ဒီကိစ္စရတော့အစားတော့ဆင်းရဲပါလေဗျာအပြောမယ်ဆိုအကုန်နေထိုင်တဲ့သူတို့မပြည့်စုံပါဘူးဗျာဒီလိုနေတဲ့ခါကျရင်တကယ်ကိုရေနစ်မပြည့်စုံဘူးဒါလေးကမပြည့်လို့တင်းနေဒီပြားတင်းနေတယ်ဆိုဒါလေးမရှိပါနဲ့အေးပေါ့ ဘာပြောပြောအရှင်မြတ်ရဲ့တာနာပြုခြင်းရဲ့စေနာဟာအကြောင်းအကျိုးညီညွတ်ပါလိမ့်မယ်မှန်ပါဗျာနောက်ပြောတပည့်တော်ကယဟန်နီကလည်းအကြောင်းတွေတဲ့နောက်အကြောင်းတွေကြီးပြီးဘဝကြီးပြည့်စုံနေတယ်အများကြီးပါမှန်ပါဗျာအဲလုံနေသူများနဲ့စွန့်ထားတဲ့စွန့်အားနဲ့ဂုဏ်ယူပါတယ်အကြောင်းမုတ်ကလေးအစားချစ်စီရလေးပါပါဗျာမုတ်ကလေးတော့3နှစ်လောက်4နှစ်လောက်ကျော်လာပါတယ်ဗျာအခုလည်းဖြစ်လာအောင်ပါပါပဲပါပါဗျာဘောင်းတော်အခုလူစုနေတဲ့အခုအင်တာလာပြူတာပဲနဲ့ခုလောက်ရှိနေတယ် ခုနှစ်ခုလောက်ရှိတယ်အေးပေါ့၄၅ဆယ်ခုတချို့ကဆယ်ခုတချို့ကပွားလာတယ်ရှိတယ်ဗျာအော်ပွားပွားပြီးလာတယ်ရှိတယ်အေးပေါ့အေးပေါ့သူတို့ဖြူပြီးတင်းနေမှမြားရတာဆယ်လီနော် daily daily new day စကိုင်း daily ကအရင်ဆုံးလာပြီးတော့အော်ဆယ်ခုလောက်ပြောပြောဆယ်ခုလောက်တော့ခွင့်ပြောလို့ဟောလို့ရှိတော့ဒါတော့ခွင့်ကြီးအင်တာဗျူးကတော့တပည့်တော်ပဲရှိပါအော်ပါဗျာဘုန်းကြီးရှိပါဒီလိုပါဗျာတာနာမှာတပည့်တော်ကတော့အဲ့လိုပဲလိုက်လံဆွေးနွေးရနေပြီးတော့ interviewer ဖြစ်လာတယ်နောက်ပြီးတော့ တရားမသိပဲနဲ့တရားသိဟန်ဆောင်တာဒီနောက်ပြီးဘာသာကြားတွေကဘုရားဘာသာတွေကိုစော်ဟားတာဒီဒါတွေကိုပြီးတော့ဖြည့်ရှင်းရနေပြီးတော့တပည့်တော်ကအင်တာဗျူးအဖြစ်လာတယ်။နောက်ကိုဘုရားဘာသာဒီကအဲဘာသာကြောင်းကူကြောင်းပြီးကိုဘုရားဘာသာကိုစော်ဟားတာအဲ့ရမလို့ပြောဝင်လာတာနောက်ဆုံးဘာသာကြိုင်းနဲ့ဖြစ်ရတာများတော့ကိုဘုရားဘာသာနဲ့မှလည်းအားနည်းချက်တွေတွေ့လာအဲ့ဒါနဲ့ပဲတပည့်တော်ကဒါတကယ်တော့ကိုတိတဲ့တရားလေးကိုညှောက်ဝင်ခြင်းဟာစားတာပါကောင်းပြီဗျာ မိလိုပင်ဆိုစီကမှုပေါ့အရှင်ပြားဟာမုံရွာပလဲပလဲမြို့နယ်နိုင်ရွာပြဘုံတော်အဲဟုတ်ပလဲမြို့နယ်အုတ်ဟမ်လိုက်ကြည့်ရမုံတော်အုတ်လိုက်ကြည့်မုံတော်အုတ်လိုက်ကြည့်မုံတော်အမမုံတော်အုတ်လိုက်ကြည့်ရမုံတော်အုတ်လိုက်ကြည့်ရဘယ်နှခုနှစ်မှာမူဖွားခဲ့တာလဲသူက1900 1340ခုနှစ်ပါဗျာ1340ခုရအခုတက်တော့48ပါဟောမြဲတော့ဘယ်ဘယ်ပေါ်48ဟုတ်ရတော့ ်ထောင်သုံးရာလေးတယ်မှာမွင်းပွားတာဘယ်နှခုနဲ့ဘယ်နှမထောင်သုံးရာလေးတယ်ဘယ်နှပွားကောင်းပွားကောင်းလားအဲပွားကောင်းလားပြည့်ရှိရဲ့ဩလာအူဘူတာနေပဲပေါ့နောက်ပါဗျာတောက်ကြနေအဲတောက်ကြနေအဲအင်္ဂလိပ်လိုကြတော့အင်္ဂလိပ်လိုမမှတ်မိဘူးကြာရဗမာမေတော်ကြီးပြည့်တဲ့ဗမာပဲမှာဒီဘောကကြီးပါမယ်ဖုန်းထဲမှာကြည့်လို့ရပါတော့ဗျာပြောချင်တာတော့အရှင်မြတ်ဘောကသမိုင်းလေးကိုဒါတပည့်တော်မှတ်တမ်းတင်တာလားမှန်ပါဗျာအရှင်မြတ်ပဲတည်တည်တပည့်တော်ပဲမနေနဲ့ဒါလေးရတော့သမိုင်းမှာကျန်နေတာပေါ့ Facebook YouTube internet မှာလည်းတင်ထားမှာပါအဲ့တော့ငယ်နမယောဘလို့ခေါ်လို့ခင်ဗျားမောင်တန်းပါဗျာကိုမောင်တန်းဟုတ်တယ်အဲငယ်ငယ်မောင်မောင်တန်းလေးပေါ့အမေအဲဒါလေးမောင်တန်းလေးပြီးအခုကြတော့ဦးဘုသူနန္ဒအဲ့တော့ဘုသူနန္ဒဖွဲ့ရတော့ရွာမှာပဲကိုရင်နမယ်ပြီးခဲ့ရွာဥပ္ပဇေဆရာပြီးတော့ဥပဇေဆရာကဥစ္စာတော့ပါတာပါဗျာအဲဒါပထမဦးဆုံးဥစ္စာတော့ပါယဟန်ပြုတော့ယဟန်ပြုတော့ဥပ္ပဇေကဥဝီတုဒ္ဒါပါဗျာဘယ်မှာအဲရွာပါမယ်ပန်တော်ချောင်းတိုက်တာဥတုဒ္ဒါပါဩဥပ္ပဇေဆရာက ကမွာလို့ဟာရအောင်ဆုံးမှာပြီးတော့ဆရာဦးစံတော့ဩဒီမှာဒီမှာဒီမှာဒီလိုဆိုရင်ရှင်မြဘွားလည်းပြည်စုံသွားပြီရှင်မြလုံဆောင်ချက်တွေတွေ့နေပြီအဲ့တော့အခုရှင်မြနဲ့ပြောရင်တွေ့ဆုံနိုင်နေမှာဒီကနေ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေဗုဒ္ဓဘာသာဝင်တွေကိုတုဒ္ဒဆုံးနေဗုဒ္ဓဝင်မှာပထမဆုံးရတဲ့တမီလေးရဲ့ဆရာတယောက်အနေနဲ့ဘာလေးတွေများပြောကြားခြင်းလဲပြောရရင်တော့ ပြောတော့ဒီပြောရဲ့ဒီအသင်ပြောထောင်ထားတဲ့အသင်ရဲ့အဋ္ဌာန်လေးချက်နဲ့ပြောတော့လောက်ထောင်ပါမယ်။အဲဒီအဋ္ဌာန်လေးချက်တိုင်းလဲဘုရားဘာသာကိုလောက်ပါလို့ပြောမှာချက်ချင်ပါ။အဲဒီတိုင်းကနံပါတ်၁ဘုရားဘာသာကိုကန်ရှာယူတည်ရပါမယ်။နှစ်ကပညာရေးထူးထွင်စေရပါမယ်။သုံးကပရိဒါစိတ်ဓာတ်ရှိရပါမယ်။လေးကဘုရားဘာသာလူငယ်မျိုးဆက်တည်းများပေါ်ထွန်းစေရပါမယ်။အဲ့တော့အဲဒီလေးချက်တိုင်းနံပါတ်၁ဘုရားဘာသာပေါ်ကန်ရှာယူတည်တတ်အောင်မိမာရောအားလုံးဆရာတော်တရားတွေအားလုံးကဘုရားဆောင်ရှောက်ပေးပါ နံပါတ်1ကပညာရေးထူးချင်တယ်ရမယ်ဆိုတာပညာရေးထူးချောင်းအောင်ဆောက်ရှောက်ပြီးတော့ပြောပါတယ်။နောက် pride စိတ်ကအများပေါ်မှာပေါ့ကျိုးလိုလားတဲ့စိတ်ကကြည့်အောင်ဝေထုတ်ပြီးတော့ပြောပါတယ်။နောက်ဘုရားဘာသာလူငယ်မျိုးဆက်တွေမမပြတ်ပေါ်ထွန်းအောင်ချိုးသားပြီးပါတယ်ပြောတာလေးကိုပြောချင်ပါတယ်။လွန်တန်မှုရှိပြီးတော့တဏှာကောင်းတစ်ပါးဆရာကောင်းတစ်ယောက်တဏှာကိုဆောက်ရှောက်ပြီးတော့လောကကို ထောက်ပံ့နေတဲ့အရှင်ပြာကိုတပည့်တော်လည်းသူတည်ရင်တပည့်တော်တွေ့ဆုံငန်းလေးကိုဒီမြနဲ့ရန်နာလိုက်အောင်ပါဗျာဒါကြောင့်ဗုဒ္ဓသာနံစိတံတိတတုသုံးညင်ရစ်ဆိုရင်တပည့်တော်ရန်နာလိုက်အောင်ဗုဒ္ဓသာနံစိတံတိတတုဗုဒ္ဓသာနံစိတံတိတတုဗုဒ္ဓသာနံစိတံတိတတုသာမန်တို့ပါ